အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုဒီဇာပေမှာကတော့ထောက်ခတ်ကို မိတ်ဆွေဖွဲ့ပါ ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရရှင်။ဟောရှိရှိတော့ငါရွာတရွာမှာမောင်ချမ်းသာဆိုတဲ့သူရှိတယ်။နာမည်ကို မောင်ချမ်းသာလို့မှဲထားတာလူကတစ်ခါတလေစားစရာတော့မရှိဘူးဆိုပါတော့ မောင်ချန်းသာဟာငငယ်ကလေးကမိမရိဆုံးပါသွားကြလို့သူ့တယောက်တည်းဘဝကိုရက်တီးပြီးရှာဖွေစားတော့ရတယ်။အလုံးလုံးဖို့ဆိုရမှလူဟာကြွမ်းကျင်ရလိမ့်မရရှိရမယ်လေ။ဒါမှအသက်မွေးမှုပြုလို့ရမှာပေါ့။အေးဒါပေမဲ့မောင်ချန်းသာမကပညာလည်းမရှိတော့အသက်မွေးဝမ်းကြောင်းပြုရတာလည်းအဆင်မပြေဘူးပေါ့။ဒီတော့ရက်သေးရွာထဲမှာသူများခိုင်းတာလေးတွေလုပ်ပေးရတယ်။ ိုအိမ်ကရေကက်ခိုင်းလိုက်ထင်ခွဲခိုင်းလိုက်ရင်အားလုံးလိုက်လို့တမညာရသမြလေးသူများပေးစားကန်းစားစားနေရတာပေါ့တခါတလေများဘာအလုံးမခုံမခိုင်းလို့ထမင်းတမျက်တောင်မစားရတဲ့နေမျိုးတွေလည်းရှိတာပေါ့ဒါပေမဲ့မောင်ချမ်းသာဟာနမဲနဲ့မလိုက်အောင်စင်းရဲနေပေမဲ့ဘဝကိုပျော့ပျော့ပဲရင်ဆိုင်မိနေတယ်။ထမင်းမစားရတဲ့နေတွေမှာရေတောက်ပိုက်မှောက်ထိတ်ခဲရတဲ့နေမျိုးလည်းရှိတယ်။ဒါလည်းသူကမဖြုံဘူး။လောကဒဏ်ကိုဒူးနေတိုက်မယ်ဆိုတဲ့အစားမျိုးပဲ။ ဒီလိုနဲ့တနေ့မှာတော့မောင်ချမ်းသာစီကို မျက်စိလန်လန်မလာတဲ့ဒုက္ခဆိုတဲ့သူဟာသူ့နေတဲ့အိမ်ကိုဆိုက်ဆိုက်မြဲမြဲရောက်လာတယ်။မောင်ချမ်းသာကမှနေစရာအိမ်ရှိတဲ့သူဆိုတော့သူ့ထပ်ဆောင်ရင်ဆင်းရဲတဲ့ဒုက္ခကိုအိမ်မော်တင်ထားဖို့ဖြစ်လာတော့တာပေါ့။ဒုက္ခကလည်းတကောင်ကျွတ်ချမ်းသာကလည်းတကူတယ်ဆိုတော့အဖို့ရပြီဆိုပြီးဒုက္ခကို လက်ခံလိုက်တယ်။ဒုက္ခကလည်းသူ့ကိုမောင်ချမ်းသာလက်ခံလိုက်တယ်ဆိုကြတဲ့ကဝမ်းသာပြီးတော့အတူနေကြတယ်။မရှိအတူ ရှိအတူ ဒုက္ခရှာလို့ရတာမောင်ချမ်းသာစာမောင်ချမ်းသာရှာလို့ရတာဒုက္ခစာပေါ့မောင်ချမ်းသာကလည်းနမဲနဲ့မလိုက်အောင်မွေးရှာပါတယ်ဘလောက်ရှာရှာတဝမ်းတစ်ခါစာထက် ပိုမရဘူးဒုက္ခကလည်းဒီလိုပါပဲသူတို့နှစ်ယောက်ဟာ ကံတူအကျိုးပေးဆိုပါတော့ရတဲ့ခါလဲပျော်ပျော်ပါပါစားကြမရတဲ့ခါလဲအငက်ခံကြစူကြစဲကြရင်ဖြစ်ကြပါဘော ဒုက္ခနဲ့မောင်ချမ်းသာဟာမရှိအတူရှိတူဆိုပေမဲ့ကြာလာတော့လေအစဉ်မပြေတာတွေမတည့်တာတွေရံပြစ်ကြတာတွေရှိတာပေါ့ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဒုက္ခကလည်းချမ်းသာရဲ့ဒဏ်ကိုခံနိုင်တယ်ချမ်းသာကလည်းဒုက္ခရဲ့ဒဏ်ကိုခံနိုင်တယ်ရံပြစ်လိုက်ပြင်ချလိုက်နဲ့ပျော်စရာကြီးပေါ့တခါတလေတော့လေမောင်ချမ်းသာကဒုက္ခကိုပြောတယ်ဒုက္ခရဲ့မင်းနဲ့ငါအတူနေလာတာကြပြီးတခါမှမင်းငါ့ကိုချမ်းသာအောင်မဆောင်ရွက်ပေးဘူးဘူးနော် ဒီတော့ဒုက္ခကတဟဟနဲ့အော်ကြီးပြီးဟဟဟဟမောင်ချမ်းသာရဲ့မင်းနမေကိုကချမ်းသာနေပြီသားဟာဘယ်ချမ်းသာကိုလိုချင်သေးလို့လဲနမေသားငါကချမ်းသာနေတာလူကမင်းမြင်တဲ့အတိုင်းငါတလှည့်ပြတ်တလှည့်မလားဒီတော့ငါလည်းဟိုချမ်းသာတဲ့လူတွေလိုပြည့်စုံချင်တာပေါ့ကွာအော်ချမ်းသာရင်ပြည့်စုံတဲ့လားချမ်းသာပေမဲ့မပြည့်စုံတဲ့သူတွေချမ်းသာပေမဲ့မချမ်းသာတဲ့သူတွေမင်းမတွေ့ဘူးသေးလို့ပါကွာဟာ မင်းကလည်းချမ်းသာရင်ပြည်စုံရမှာပေါ့ကွာဒါကမင်းအထင်ကိုလူချမ်းသာပဲမယ်စိတ်မချမ်းသာတဲ့သူတွေပစ္စည်းဥစ္စာပြည်စုံပဲမယ်ကိုရင်းကမပြည်စုံတဲ့သူတွေငွေချမ်းသာပဲမယ်စိတ်တော်တိုင်းကိုမပါတဲ့သူတွေရှိတာပေါ့ကွာအိုးကွာဘာပဲဖြစ်ဖြစ်ငါတော့ချမ်းသာဒုက္ခကိုလိုချင်တဲ့ဒုက္ခရဲ့မင်းချမ်းသာဒုက္ခရဲ့ဒုက္ခကိုမတွေ့သေးလို့လိုချင်နေပြောနေတာပါ ဒီလိုနဲ့လောင်ချမ်းသာဟာတနေ့တော့အိမ်ကထွက်သွားပြီးညနေအိမ်အပြက်မှာမိတ်ဆွေတယောက်ပါလာခဲ့တယ်လေ။သူ့ရဲ့နာမည်ကသူခါလို့ခေါ်တာပေါ့။အင်းသူကတော့နာမည်နဲ့လိုက်အောင်တသွေးသမွေးပြောင်ပြောင်ရောင်ရောင်နဲ့စကားပြောရင်လဲလေတန်ကအပေါ်စည်းထန်သေးရဲ့။လောင်ချမ်းသာကိုသူ့လိုပဲပြည်စုံနေသူအောင်မင်းလိုခင်လို့မင်းလိုလိုက်လာတာတွေ။ဒီရောက်မှာမောင်ချမ်းသာဟာသူ့လိုပြေဆုံးနေသူမဟုတ်ပဲငမွေးဖြစ်နေတာကိုတွေ့တော့အထောက်အကူစိတ်ပြတ်သွားတယ် ဓာနဲ့ပြန်မယ်လဲလို့ရောမောင်ချမ်းသားကသူ့ကိုချော့မော်ပြီးနေပါဦးဘာညာနဲ့ပြောရပေါ့ဓာနဲ့သူလည်းခဏတော့နေအောင်မယ်ဆိုပြီးလက်ခံနေပြီးတော့မောင်ချမ်းသားကိုအမိန်ပေးပြီးတခုပြီးတခုခိုင်းရော မောင်ချမ်းသားကလည်းကိုမိတ်ဆွေဆိုပြီးအဆက်ဆက်ရရလိုက်ရောပြီးလုပ်ပေးတယ်အပေါ်စီးကလည်းအမိန်ပေးပြီးတခုစိုးတခုတောင်းတာပေါ့ဒါပေမဲ့သူ့တောင်းဆိုပေမဲ့မောင်ချမ်းသားဟာပြည့်စုံနေသူမဟုတ်တော့အကုန်ပဲဖြစ်နိုင်မှာမလဲ။ အဲဒီလိုနဲ့သူ့လိုချင်တာမဖြစ်ပေးနိုင်ဘူးဆိုတော့နဲ့ဒုက္ခဟာမောင်ချမ်းသာအပေါ်ညှို့ညင်းတော့တာပဲလေမောင်ချမ်းသာကိုညှို့ညင်းတဲ့အပြင်အိမ်ထောက်မှာကုတ်ချောင်းချောင်းလုပ်နေတဲ့ဒုက္ခကိုပါကြည်မရပဲအပြစ်တင်လေးတန်းနေထွက်လာပါလေယောဒုက္ခကလည်းဒုက္ခကိုမမိန်မတုံကြည့်ပြီးမနေတနေကမှရောက်လာတဲ့ကောင်းကသူ့ကိုဒီလိုစိန်ခေါ်တဲ့အကြည့်နဲ့ကြည့်ရဲဆိုတော့သူလည်းရင်ဆိုင်မှုမျက်နှာချင်းဆိုင်လိုက်တယ် မောင်ချမ်းသာခမရမှာလဲဒုက္ခနဲ့အပေါင်းအသင်းဖြစ်ခြင်းလို့ရောင်ရဲအောင်အီးပြီးအမျိုးမျိုးလုပ်ပေးပေးမယ်အပြစ်မလို့ပဲအပြစ်ညိုညင်ခံနေရတော့စိတ်ပြန်နေတာပေါ့ဒါနဲ့သူလဲဒုက္ခနဲ့ဒုက္ခရုံးတွေတူရင်ဆိုင်တွေကိုရက်ချီနေလိုက်တယ်ဒုက္ခကလည်းသူ့ကိုမျက်နှာချင်းဆိုင်ရင်ဆိုင်လာတဲ့သူကိုကြည့်ပြီးမင်းကိုငါရောက်ခလေးကကြည့်နေတာတချမ်းမအစင်မပြေဘူးမင်းနာမည်ဘလို့လဲပျော်စမ်းဟိုကလည်းတခုံးမေးပြောလိုက်တယ်ဒုက္ခဘာဒုက္ခ စကားထန်ဆုံးမှာတော့သူခါဟာမောင်ချမ်းသာကိုတော့ဘာမှမပြောမဆိုနှောက်စမတော်ပဲနဲ့တချိုးနဲ့ထွက်ပြေးသွားတော့တာပေါ့ဒါကိုမြင်တော့ထုတ်ခါဟာတဟာဟာနဲ့អော်ကြီးပြီးဘယ်နဲ့လဲမောင်ချမ်းသာမင်းရဲ့ဒုက္ခဟာဒုက္ခလောက်မင်းပေါ့တစ္ဆာရှိရှိအေးတူဘူးအမြလက်တွဲနိုင်စွမ်းမရှိပါဘူးကွာတကယ်တော့ဒုက္ခဟာမင်းနဲ့တူတူ အမြဲတမ်းမရှိနိုင်ပါဘူးတကယ်ချင်းသူကအပေါ်ယံပါပဲ မင်းပေါ်အနစ်နာခံလက်တွဲနိုင်တာမင်းရဲ့အနွန်တာကိုခံနိုင်တာအသက်စာရှိဆုံးငါဆိုရဲဒုက္ခပါပဲတငယ်ချင်းရတယ်။ဒီတော့မှမောင်ချမ်းသာဟာလည်းဒုက္ခရဲ့စကားကိုအတိမတ်ဖြူလက်ခဲညင်းခေါင်းညှိလိုက်ပြီးတော့ဟုတ်ပါပြီတငယ်ချင်းရဲ့မင်းနဲ့တူလက်မတွဲပဲနဲ့တော့အောင်မြင်မှုရှိရာရက်ကိုမရောက်နိုင်ဘူးဆိုတာငါသိပါပြီတငယ်ချင်းရဲ့လို့ပြောလိုက်ပါတော့တဲ့ကွယ်။ဒီနေ့ပြောပြပေးမှာကတော့ပကြီးဆရာဦးစည်းကွယ်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။ ရှိန်းလွန်လေးပြီးတဲ့အခါကမြန်မာနိုင်ငံအလဲပိုင်းအလွန်ကြီးမားတဲ့တောကြီးတော်တည်ရှိခဲ့တယ်။ပန်းမန်ဆုံလင်းစွာစမ်းကြောင်းတွေရေတကုန်းတွေပေါများလာတာကြောင့်ထိုတော်ကိုငှက်တွေအလွန်သဘောကျတယ်။သဘောကျတာကြောင့်တတလောကတစ်ခုလုံးမှာရှိရှိသမျှငှက်အပေါင်းတို့လာရောက်နေတိုင်းကြတာပေါ့။တနေ့မှာတော့ငှက်များရဲ့အစည်းအဝေးကျင်းပကြပါရဲ့။ထိုအစည်းအဝေးမှာဆုံးဖြတ်ချက်တစ်ခုကိုတညီတညွတ်တည်းချမှတ်လိုက်တယ်။ဆုံးဖြတ်ချက်ကငှက်အလှပြိုင်ပွဲကြီးကျင်းပရန်နဲ့ ငါအလှပြိုင်ပွဲကျင်းပရန်စီစဉ်ရခြင်းမှာလဲကြီးကန်းတဲ့အောက်ချင်းကတို့ကတုံလှသည်ငါလှသည်အငင်းပွားမှုကြောင့်ဖြစ်ပါရဲ့ငါအလှပြိုင်ပွဲကျင်းပရန်ဆုံးဖြတ်တာနဲ့အတူကျင်းပမယ့်ရက်ကိုလည်းတပါတယ်တမလိုက်တယ်ငါမြားကဘဂတိပင်ကိုအလှနဲ့ရိုးသားစွာမပြိုင်ကြအလှပြိုင်ပွဲမှာအနိုင်ရလိုစိတ်ပြင်းပြလာကြတယ်ထို့အခါတဘာဝကိုလိမ့်လေရန်အတွက်အလှချေပြီးနိုင်မဲ့သူကိုအပူတပြင်းရှာခွေကြတယ် တေတောင်ငါကတောကြီးနဲ့မနီမဝေးအရက်မှရှိတဲ့ပကြီးဆရာတယောက်ထံကိုရောက်သွားတော့တယ်။ဆရာကြီးခမကျွန်တော်ကိုသူတကာထပ်ပို့လာအောင်လုပ်ပေးစီခြင်းပါတယ်ခမ။ပကြီးဆရာကတေတောင်ငါကိုမိသောဆောင်ရွက်ပေးရပါမည်နီလို့ငေးမောကြည့်နေတယ်။ဒီနေစဲမှာပဲတေတောင်ငါကသူ့လိုချင်တဲ့အရာငွေကိုထုတ်ပေါ်ပြောတယ်။ဟိုရင်းဗျာဆရာကြီးကျွန်တော်အမောက်ကိုအဝါရောင်နဲ့ပန်းရောင်ချဲပေးမယ်နော်။ ဗကြီးစရာဟာနားမအေးပါစေတော့သဘောနဲ့လှုပ်ပေးပါရဲ့တို့တစီနားမအေးပါ ကိုလုံးချန်သေးတယ်ခမအဖြူကလေးနဲ့အနက်ကလေးဒေတောင်ငန်ရဲ့ဆန္ဒနဲ့အညီချဲ့ပေးတော့လဲမပြီးသေးပါခြေတော့ချန်သေးရဲ့ဗျအဝါရောင်လေးနော်အဝါရောင်တလက်စားတယ်နှုတ်သီးကိုလည်းအနည်းရောင်ရေးပေးပါနော်ပကြီးစရာကအယံအတွဲအဖတ်အဆက်အဟံကိုဘာမှမရှင်းပြပါဘူး။တတောင်းကပြောတဲ့အတိုင်းသာရေးချဲ့ပေးလိုက်တော့တယ် တတောင်ကဟာဝမ်းမြောက်စွာနဲ့ထွက်ပေါ်သွားရာကတော်ရင်မှလက်လဲကြွားဝါလေးတယ်။သူ့ကြွားပုံကမျက်စိနောက်စရာကောင်းလာတော့ပုံပြန်တန်းရင်ရိုးရိုးတန်းတန်းမပြန်၊နှိမ့်လိုက်မြင်လိုက်ပြန်တန်းတယ်။အစာရှာဖွေရမှလည်းရေပေါ်မှာရှာစားလိုက်တစ်ပင်ပေါ်တစ်ပင်ရှာစားလိုက်လို့တဲ့။အစာစားရင်ကလည်းခေါင်းကိုဟိုလှဲ့ပြီးလဲအမီးကိုဖြန့်ပြလိုက်လို့ပြန်တယ်။တတောင်ကကြွားတာကိုမြင်တာကြောင့်ယောဂထသူဟာဥဒေါမေဖြစ်ပါတယ်။ တစ်တောင်ငါထန်းအောက်ကျချင်းကစုံစမ်းပြီးတဲ့နောက်မကြီးဆရာထံကိုရောက်သွားတော့လေသူကလည်းတာယာချင်းငယ်စွာပြောဆိုဆဆန်းမိမဲ့မကြီးဆရာအားသူ့လိုရာကိုလှုပ်ပေးရန်စိတ်ခိုင်းချင်တာဖြစ်ပါလေမကြီးဆရာကဇောရကမတက်ပါဥရောင်းပြောတဲ့အတိုင်းရေးချေပေးလိုက်တယ်အဖြူရောင်နဲ့အနက်ရောင်အပြာရောင်ရွှေရောင်အစိမ့်ရင်ရောင်အစိမ့်နှုတ်ရောင်များနဲ့နေရာတကြားရေးပေးလိုက်တဲ့အခါဥရောင်းဟာဝမ်းသာမဆုံးတော့ဘူးပေါ့ ။ဒါကြောင့်လဲဥရောင်ဟာကြီးမားတဲ့အမိကြီးကို ဖြန်ကားဖြန်ကားနဲ့ဥကန်းကိုဟိုလက်ဒီလဲလှုပ်ချင်းဖြင့်ကြွားဝါတော်တယ်။ကျန်နေရင်ဟာဥရောင်ကြွားဝါနေရာကိုမြင်တဲ့အခါတဲတဲစိတ်လိုက်လဲစုံစမ်းနေ။အရင်နောက်ပကြီးဆရာထံရောက်သွားကြတယ်။ဆရာကြီးခမညာကျွန်တော်ကိုဒေါန်းထက်လောက်အောင်မြင်မြန်လေးလှုပ်ပေးပါခမညာ။ရပါရဲကွာလာလာလာ။ပကြီးဆရာဟာဥတောင်းကိုခြေသက်ပေးလိုက်တဲ့စီခွက်တွေမသိမ့်ဆက်ရသေးဘူးထိုအထဲကကြပြာကြာကောက်ချက်ပေးရာ အဖြူရောင်နဲ့အနက်အနီးများလွှမ်းသွားတယ်။ဟာဒါအောင်လို့မလပါလား။ငါတကငင်းမွှန်းယူရအောင်လှချင်တာဗျာ။ကြက်ကရရှိတဲ့အလှကိုမကျင်နဲ့ချေ။အိုကွာညံကူလိုက်ပေါ့။မင်းရဲ့ထိုးစမ်းတဲ့အလှကိုအမှတ်တမဲ့ချမ်းမထားခဲ့ကြရအောင်။အော်အီအီအိုလို့အတန်ပေးလိုက်ရင်ဘယ်သူမှကြည့်မယ်နေမှာတော့။ပကြီးဆရာရဲ့အကြံပေးစကားကိုချက်ကသဘောကျသွားတယ်။တောင်မှနှစ်ဖက်ကိုကပြင်းပြင်းရိုက်ထိုက်လိုက်ပြီးရင်ကိုကော့ပြီးတော့တွန့်ချတယ်။ ရစ်ကတော့ကြီးမများပါဘူးကျွန်တော်ကိုဆရာသဘောကျချဲ့ပြီးပါ ခမရရင်တို့အတော့ပကြီးဆရာဟာရစ်ရဲ့အနေအထားတောတောင်ရည်မြီတို့နဲ့လိုက်လျောညီစီရန်အနီရောက်နဲ့အနက်အဝါအဖြူတွေကိုတင့်တင့်လျာမျှတာစွာနဲ့ချဲ့မုံပေးလိုက်တယ်ရစ်နဲ့ချက်တို့ထွက်သွားလို့မှမကြသေးအလွန်ဆော့တဲ့ငှက်တကောင်ဂလန်ဂလားနဲ့ယောက်လာတယ်ပကြီးဆရာကြီးခမရကျွန်တော်နှုတ်သီးကိုအနီချဲ့ပေးပါကိုယ်လုံးကိုအစိမ့်ခံပြီးအယောင်ဆုံးချေပေးပါထုံငှက်ကတော့ငှက်ကြပါ ။ဗကြီးစရာကဥစွာနှုတ်သီးကိုခြေတပေးတယ်။ကိုလုံးကိုအစိမ်းရောင်ခြေပေးအပြီးဗကြီးစရာကဆေးဆန်ရင်းနဲ့အလုံးရှုံနေတာပေါ့။ထိုအချိန်မှာငှက်ကြားကအငိမ်မနေတာကြောင့်သူ့ရဲ့ကိုဘောကိုဆေးခွက်တွေမှောက်ကုန်တော့တယ်။မင်းတော်တော်အလိုက်မသိတဲ့ကောင်ပါလား။ကျွန်တော်တောင်းတောင်းမှန်ပါရဲ့ဆရာကြီးခင်ဗျာ။ငှက်ကြားတောင်းမှန်စီကမူဗကြီးစရာစိတ်မပြေ။ဖိတ်ချိန်ကုန်သည့်ဆေးခွက်တွေကိုနှမျောစွာကြည့်ရင်းကတော့ကွာတော့မင်းအမြန်ထွက်သွားအကောင်းဆုံးပဲတော့တော့တော့ ဒေါသတကြီးနဲ့အော်ဟစ်နှင်းထုတ်လိုက်တာပေါ့ပကြီးစရာဟာဈေးကွက်တွေမှောက်ကုန်တာကြောင့်စိတ်လည်းငြင်းဒေါသလည်းထွက်သွားတယ်။ဆေးသက်တွေလည်းမပြေမီပဲ။ငှက်အလှပြိုင်ပွဲမစင်မမီတရက်အလိုမှာတော့ဖြူစွတ်နေတဲ့ကြီးကန်းတစ်ကောင်ရောက်လာတာပေါ့။ဆရာကြီးခမညာကျွန်တော်ကိုအများကြီးလက်အောင်ဈေးချေပေးစမ်းပါခမညာမြင်မြန်နော်။လာပြန်မီလားမြင်မြန်။ပြိုင်ပွဲမီသွားရမှာမဟုတ်ပါခမညာစိတ်မဆိုးပါနဲ့နော်။ပကြီးစရာကနီးရဈေးခွက်ကိုလှမ်းဆွဲပြီးငုံကြည့်လိုက်တယ်။ ချက်900ရောင်ဖြစ်နေတယ်။အလုံးအပ်တဲ့သူကလောနေတဲ့အခါရမီရရာချက်900ရောင်နဲ့ပဲခြေတာပေးလိုက်တယ်။ဂျီကန်မှာမူရင်းရောင်ပြောက်သွားတာကြောင့်ဝမ်းသာကြည်နူးစွာနဲ့ပြန်တန်းထွက်သွားတာပေါ့။ပကြီးစရာမှာတော့စိတ်ဆင်းရဲနေခဲ့ပါတယ်။ငှက်အလှပြန်ပွဲကျင်းမမပြီးမကျင်းငှက်တွေလာကြလိမ့်မယ်။ဒီမှာလဲငှက်ကြားနန်းသားကြောင့်ဆေးရီမောက်ကုန်ပြီးအခက်အတများသာရှိတော်တယ်။ဒီအခက်ခဲကိုမသိပဲရောက်လာတဲ့သူကတော့ဝမ်းပဲ။ဆရာကြီးခမညာအလားပြန်ပွဲကိုအမိနှွဲခြင်းလိုပါခမညာ မြန်မြန်လေးဆေးချယ်ပေးပါခမ ्या ။ဗကြီးစရာကချက်ကိုရောင်ဆေးခွက်ကိုဆွဲယူတယ်။ဆေးမှာအနေငယ်များမရှိတော့တို့တို့ဆေးခွက်သေးကိုရေးထည်ခွက်ကိုဆေးခြင်းပြီးဝမ်းမဲရဲ့ကိုဘောကိုချက်ကိုရောင်ဆေးကြကြလောင်ချပေးလိုက်တယ်။ဝမ်းမဲဟာကျင်းနဲ့စွားနဲ့တကားကောင်းအော်လည်းရဲ့ပြေးထွက်သွားတယ်။ငကိုအဖြူရောင်ပြုတ်သွားတာကြောင့်ကျင်းနဲ့ဝမ်းသာသွားတာပေါ့။အရင်ကဗကြီးစရာကကွန်စာလိုရာကြောင့်ကိုကြီးကိုလှမ်းဆွဲစဉ်ငှက်တကောင်ရောက်လာပြန်နေ ဆရာကြီးခင်ဗျာကျွန်တော်ကိုကူညီပါအောင်ဗျငါအလှပြိုင်ပွဲကလည်းစတော့မယ်ဗျမြန်မြန်နော်ကိုယောဂါရဝင်လာတဲ့သူက ဥပြိုင်ဖြစ်ပါတယ်ပကြီးဆရာကစိတ်ဆိုးသွားတာကြောင့်မင်းတို့လာလိုက်ရင်နှင်းလေဆိုတာတရားမှမရှိကြဘူးလို့ပြောလိုက်တယ်စိတ်မရှိပါတာကြောင့်မိတန်းနာပါဆရာကြီးစိတ်မရှိပါနဲ့ခင်ဗျာမြန်မြန်လေးဒါတော့အလျင်လိုလဲရော့ကွာကောင်းအေးထဲမှာရှိတဲ့ထုံမူတွေကထုံတွေကိုကော်ယူပြီးဖြိုင်းကိုတုံလင်းပေးလိုက်တယ် ပြိုင်ကဖြူဖွဲတောက်ပြောင်းနေမိမိကိုကိုငုံကြည့်ရင်ဝမ်းသာပျော်ရွှင်စွာအပြေးထွက်ခွာသွားတယ်။မကြီးစရာကအပြေးအလွာကုန်းရရတဲ့ပလောက်ပလောင်ဝါတဲ့ကိုဝါရမှာပင်အပြေးလွာဖြစ်နေရခြင်းမှာအလုံးအသူရောက်လာခဲ့တော့မစားရမဝါရမှာဆိုရင်နာကြောင့်ပါ။မကြီးစရာဆိုရင်နာလည်းမှန်ကန်ပါတယ်။ကိုဝါလိုညက်ယုံသားရှိသေးငှက်ဖြူတကောင်အပြေးလွာဝင်လာတယ်။ဆရာကြီးရဲ့နောက်ကြတာဟာကျွန်တော်အဖြစ်ပါခင်ဗျာ။တို့ရရင်အဝေးကြီးကလာခဲ့ရတာကိုတနာတော်အဖြစ် ဆေးမရှိတော့ဘူးကွာကြံဖန်မိလောက်ပါအောင်ခမဒီအောင်ကြီးနဲ့ပွဲမတိုးလို့ပါမိမြပင်တောင်မှန်စီကမူဆေးမရှိပါတို့တော့ပကြီးဆရာသည်တနာလေတနာအားလဲနာသဖြင့်ဝါနေစေပါဇက်သေးကကိုညာကိုလက်နဲ့ကင်ထားပြီးကုန်းသွေးထွေးလိုက်ပေးလိုက်တယ်။ငှက်ဖြူကျင်းနေသွားတာပေါ့။ဆရာကြီးခမဆရာကြီးခမမကြမတင်ရောက်လာတဲ့ငှက်ကငှက်ငနွားဖြစ်ပါလေ။ဆေးမရှိတော့လို့ပြောလို့လည်းမရ ပကြည်စရာဟာကောင်းရဲ့ထဲမှာရှိတဲ့ရှားစီတွေကိုအရေဖြော်ပြီးတော့တုတ်လိမ့်ပေးလိုက်တယ်။ငငနွားအထွက်သွားမှပကြည်စရာလည်းအိမ်ထဲကထွက်လာရင်အိမ်ထဲမှာဆက်နေရင်ငှက်တွေလာနေအောင်ပဲ။မိမိလည်းငှက်လှပြဲမွဲကိုတွားလို့သိတော့ကြောင့်ပြဲမွဲမဆမီ နေရာကောင်းဥနိုင်ဖို့အတွက်အနည်းငယ်မြန်ထွက်လာခဲ့တော့ပေါ့။ငှက်အလားပြဲမွဲကြီးကစတင်နေပါပြီ။ပကြည်စရာအတွက်အမှုနေရာကောင်းရရင်မခက်ခဲပါ။အငှက်အများစုကသူ့ဆေးချေပေးလိုက်တဲ့သူတွေမဟုတ်လို့ ပကြီးဆရာကစီစဉ်သူများပေးတဲ့နေရာမှာအမိတ်လာဝင်ထိုင်လိုက်တယ်။ဒါကလည်းသူ့အမှားပါ။မှားပုံကပြေးလဲမရှိတော့နေရာမှာဝင်ထိုင်မိတာကြောင့်ပဲဖြစ်ပါတယ်။ပြေးလဲနဲ့ပကြီးဆရာဘာဆိုင်လို့လဲ။ဆိုင်နေ။ငှားလာပြိုင်ပွဲကြီးမှာရွှေဦးတော်ကအလှဆုံးငှားအဖြစ်ရွေးချယ်ခံရတယ်။ထို့အခါအရွေးချယ်မခံရတော့တခြားငှက်တွေက ပကြီးဆရာထံဝိုင်းအောင်လာကြတယ်။ပကြီးဆရာမျက်နှာလိုက်တယ်။မတရားတဲ့ပကြီးဆရာ မျှတမှုမရှိရဲ့ပကြီးဆရာ အလိုမရှိလို့ဆိုပြီးရန်တွေယုံသားဖြစ်တယ်။ရန်တွေရင်ကဒေါသထွက်လာတဲ့အခါဝိုင်းဝန်းထိုးစိတ်ကြတယ်။နေကြပါအောင်ရှင်းပြပေးရစီပြောလေဗျာ။နှုတ်သီးချုံတွင်နဲ့အဆက်မပြတ်ကြောက်လာပြီးတော့ထိုးဝေထွက်ပြေးလာကြရတာပေါ့။ထွက်ပြေးတော့လဲစူးမရတော့ငတ်တွေကမကျင်နေကြသေး။အုပ်စုဖွဲ့ပြီးတော့လိုက်လံရှာဖွေကြတယ်။နေစဉ်ရဆက်ရှာဖွေကြတယ်။ပကြီးဆရာဟာနေအချိန်မှာတက်ခေါင်းနဲ့ဝင်အောင်နေပြီးညအခါမှသာထွက်ရဲ့။ ညာချင်းထွက်တဲ့အခါမှာလဲစိတ်အေးလက်အေးအစာမရှာနိုင်ထိုးမဲ့စိတ်မဲ့ကောင်းနေဘယ်နာကရောက်လာပါမလဲလို့မျက်လုံးကြွမတွက်ကြည့်နေရတာကြောင့်မျက်လုံးဟာအကောင်နဲ့မလိုက်အောင်ဖြူကျေလာတာပေါ့စေတနာဝန်ထမ်းပကြီးဆရာဟာနှစ်ပေါင်းကလေးကရာကြခဲ့ပြီးဖြစ်တော့လဲအကြမပြေပဲမျက်လုံးပြုတ်နေစေနေအချိန်မှာတစ်ခေါင်းနဲ့ပုံအောင်နေစေရှိပါတော့တဲ့ကွယ်အကူတင်စားပေးမှာကတော့အတောင်ဆက်ရွယ်အတိတ်ဆောင်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့ရှင် ဟိုးရှေရှေတုန်းကရွာတရွာမှာခလေးများတဲ့မိသားစုတကယ်ရှိခဲ့တယ်။ခလေးများရတဲ့အထက်လူပိုတယောက်လည်းရှိနေပြန်တယ်။သူကအတော်ထမ်းမှခိုကက်နေရတဲ့မိဘမဲ့မိမပြူလေးပုံ။မိမပြူကလေးဟာနွားချောင်း၊ကောက်ဆိုင်၊ကောက်ရည်၊ထင်းခွေ၊ရေခတ်စတဲ့အလုပ်တွေကိုနေထွက်ကနေနေဝင်အထိမနာတဲ့လုပ်ရတယ်။အတော်ကလည်းသူ့မရဲ့အတုံးဝင်ပုံကိုတီးပါလျက်ကအိမ်နောင်ရဲ့သားချထားပေးရန်စီစဉ်ရတော့တယ်။ တမီကညာအခါမလေးဟူတဲ့စကားအရာစုံလက်သူရှိခိုက်တွင်နေရာချထားပေးရခြင်းဖြစ်တာပေါ့သူမကို လက်ဆက်လာလို့သူကခရော့တော့ရွှေငင်များရလျင်လဲရှူတာရှိတာရှိနိုင်ပေတယ်တို့အတွက်အတော်ကသူမကိုနာကြတယ်ငါသူမရဲ့မိဘတွေမျက်စိလွဲရကလေးကအတော်ဆောင်လျှောက်ခဲ့တဲ့တမီကိုအတော်လက်မလွတ်ခြင်းပဲမဲ့ဒီချိန်တန်းဒီပွင့်ချိန်တန်းပွင့်ရတယ်မဟုတ်လားဒါကြောင့်အတော်စီစဉ်ရတာပါတယ် ။တမီးအိမ်အောင်မပြူချင်မူမိကြီး။နေအရွယ်ရောက်နေပြီဟဲ့။တစိမ့်နဲ့ဘယ်ဖြစ်မလဲ။တမီးကိုကိုကိုထိန်းသိမ်းတတ်ပါရဲ့မိကြီးဟာ။ဒါဖြင့်တင်လာရှင်ဝင်မလား။အဲ့ဒါတော့မလုံးပြားစီနဲ့မိကြီးရဲ့။ဒီလိုဆိုအိမ်အောင်ပြူရမှာပေါ့။နေပါအောင်ညီမရီးစားတနာရှိနေလို့လား။မရှိပါဘူးအိမ်တော်လဲတဖြည်းဖြည်းတော့ပြုတ်မှာပါဟဲ့ဒီလူကဘာဖြစ်လို့လဲအတော်အစားအကောင်အစားလဲกินနေ လဲနွားလဲရှိတယ်၊လဲပိုင်းရပိုင်းလဲရှိရဲ့မျိုးရိုးကလည်းတန်တယ်၊ကာသမီးတွေကလည်းအမွေခွဲပေးပြီးသား။အတော်မိကြီးကစိတ်အားထက်သန်သလောက်တူမကခေါင်းကြီးတွင်ရန်နေတာပေါ့။မိကြီးကစိတ်မရှိခြင်းပြီးညီကဒီလူကိုညင်းနေအောင်သူ့မှာဘာချွင်းချက်ရှိလို့လဲ။တူမဖြစ်သူမဖြစ်သည်ဖြင့်မိကြီးကပခုံးကိုဆွဲကောင်းရဲလှုပ်တယ်။ဖြေစမ်းငါမေးတာဖြေစမ်း မိကြီးလူကမောက်ဆိုးဖို့အိမ်အောင်ဖြစ်ကြီးလူပြုံမမဟုတ်တာမိကြီးကထောင်ငနေဒေါသထွက်သွားတယ်တို့ရရင်စာနာစိတ်နဲ့တွေးကြည့်တော့ခါပြုံမိရဲ့အော်တမီးရဲ့သူကတစ်ချိန်လုံးကလူပြိုပါကွယ်အိမ်အောင်ပြုတ်လိုက်လို့အိုသွားတာပါတကယ်အရေးကြီးတာလည်းမဟုတ်ပါဘူးကွယ်မိမပြိုရဲ့ရင်ထဲမှာဖြင်းငနေဖြစ်သွားရတယ်ကြည်စမ်းပြောရလိုက်တာနုနုထွတ်ထွတ်အပြိုစင်ကလေးဟာကိုလို လူပြိုစစ်စစ်ကိုပဲလက်ထက်ချင်မှာပေါ့ကိုချင်းမစားလိုက်လေမိကြီးကိုကဖွင့်မပြောရင် ပြောလိုက်လည်းရင်အရေးအပုတ်အစဲစုခံရမှာတေးကြတယ်ဒါနဲ့ပြတနာဟာတောင်းမသိရင်မကြဖြစ်နေရပေါ့တိုးတစေမိကြီးကလက်မလျှော်ချေတူမမလည်းပြောရလိုက်တာ ကိုချင်းမမစားလေလို့မကြေနိုင်မချမ်းနိုင်ဖြစ်နေလေတယ်တနေ့မှာတော့အတော်နဲ့ကလေးတွေက လေထဲကိုလိုက်သွားတယ်။သူမကအိမ်ဆောင်ကြတယ် ်ထင်ခွဲရေခက် နွားစာစင်းရင်းနဲ့ကြံနေတာပေါ့တူမရေထမင်းအိုးတွေ့လိုက်အောင်ဟေ့ဒီမှာထမင်းနဲ့ဒီလိုအောင်မလောက်ဘူးထင်တယ်ဟဲ့မိကြီးကအိမ်ကထွက်စင်းမှသွားတယ်ထုံမြတာမကလမ်းမတို့ရောက်မှထက်စစ်မှကြပုံကဟင်းလဲမကြံခဲ့ဘူးကြိကြက်ချက်ထားလိုက်အောင်တော့လို့ဖြစ်တယ်တူမချောဟာမိဘတွေကို ဝင်ခဲ့တယ်သူ့အတွက်ထမင်းဟင်းမကြံခဲ့ပြီလေတော်ကိုအကုန်ယူသွားပြီး တူမချောမှာထမင်းကျိုးနဲ့အိုးလို့ခွက်လူစားရင်ဖြစ်တဲ့ထာထမင်းမလောက်ရွေနောက်တစ်ခေါက်လာယူတော့မခက်လောဒါကြောင့်ထမင်းတို့အဟင်းတို့ကိုအပြေးလွှားစီမံရတော့တာပုံညနေစောင်းမှာမိကြီးတယောက်ထဲပြန်လာတဲ့မြတ်ထုံးကိုခေါင်းမရွက်ဟင်းရွက်စည်းကိုလက်မပွေနိုးစို့ကလေးကို ခတိခွင်လျက်ပုံတူမရေထမင်းချက်ထားသေးလားတူမချောကအဝေးလျှော်နေရကချက်ထားတယ်မိကြီးရေ နိုင်ပြချခင်းနဲ့တိုးစရာ မြက်ပြုတ်ပါလှုပ်ထားတယ်လို့အော်ဟစ်ဖြေကြတယ်။လွလွရရနဲ့အေးထမင်းမဝခဲ့ပါဘူး။တူမချော်လဲလျှော်ပြီးသားအဝတ်တွေကိုနေဆိုင်နေ။တိုးစင်ဒေါသတကြီးအော်ခေါ်တန်ကိုကြားတာကြောင့်အိမ်မော်ကိုပြေးတက်လာတယ်။ဖိုခုံလာသုံးစလုံးစလေးပေးမှာခလေးတိတ်ဖက်ဖြင့်ဟီအိုထမင်းအိုးချင်ရလည်းရထမင်းစားနေတော့အတော်။နန်းပတ်ချင်ခင်းနဲ့တိုးစရာမြက်ပြုတ်ဆိုအေးဒါလားမြက်ပြုတ် ဝါးတွေကိုမြင့်ပြုံးလို့ငါ့ကိုတယောတာလားအငွိမသေးသေးသောအိုလုံးကိုရှေ့ကိုထိုးပြရဲအိုထဲမှာဝလုံးအတူအစားဝချမ်းပြအတူအစားတွေတူမချောဟာနှစ်နှစ်ကာကာပြုံးလျက်အေးစီစွာနဲ့ဖြီးလိုက်ပါရဲအခုမှဝလုံးတွေဝချမ်းတွေဖြစ်နေပေမဲ့သူတို့လည်းတစ်ချိန်လုံးကမြင့်ပဲမဟုတ်လားမိကြီးရဲ့တယ်မိကြီးမှာပကြမ်းတုံရန်ပါဇက်ကိုပြင်ပြီးမှသူဟာတစ်ချိန်လုံးကလူပြိုပါကွယ် အိမ်အောင်ပြုလို့ဩသွားတာပါလို့ပြောမိရာကိုအမက်ရတာကြောင့်အောင်သက်သက်နဲ့တီးခံနေလိုက်ရပါတော့တဲ့ကွယ်ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်